ကဲအဘဘောမဒိန်းတော်ကတော့နော်ကိုစိုက်တဲ့အတီးကိုပြန်ရိတ်ကအဲ့ဒါကတော့ပွဲငှားမဲ့လူမရှိလို့နော်ညီးပြနေတယ်ဓမ္မနားအောင်ကြည့်ပါကျွန်တော်တို့နော်ချင်းကာလာမှာကျွန်တော်တို့အပြင်ပွဲတွေဓမ္မမမကဘောဌာနဆိုင်ရာပွဲတွေရှိနေဟာလားအချို့ဟိုတိုင်းနေတိုင်းယုံနေပါအဲ့လိုပွဲတွေရှိနေအဲ့လိုပွဲတွေက2003ခုနှစ်လောက်က 2023ခုနှစ်လောက်ကကအခု2024 25မှာအဲ့ဘက်တွေလည်းပွဲမကားပြန်ကျွန်တော်ကဘဒူကားရိုက်ခေါ်မလဲဘဒူပွဲငားမလဲစောင့်ရတဲ့အနေထားဖြစ်နေဥပါဗျာအိုးတနာကိုကောင်းရနော်သူတော်တနာကိုတနာကြတနာကြလားလို့တနာကိုကောင်းလို့ပါတနာကြလားလို့ ကျွန်တော်ကလည်းပုံဝင်နေလေရိုးတာပဲပြောရမယ်တပတ်ကမငားရင်တပတ်ကငားသင့်တယ်လေဒီကတပတ်ကမငားရင်တပတ်ကငားသင့်တယ်ဆိုတော့တပတ်ဆိုတာကပြည်သူဘက်အချမ်းလေပြည်သူဘက်ကမပါတဲ့အတွက်အဲ့ဒီကြံတဲ့တပတ်ဆိုတာပတ်စံပေါ်ပေါ်ဘာလုပ်လို့ရမလဲဒိန်းတော်ရဲ့ဟုတ်တယ်မအအဖြေပဲပြည်သူနဲ့ကလန်ကောစပြည်သူကိုစန့်ကျင်ဒီနေ့မှာဘာပြည်သူတုံးလဲဆိုတော့ ဒီဘက်အချမ်းဒီတော်လိုင်းဘက်အချမ်းဒီပြည်သူအများစုကိုကိုစားပြုထားတာဟုတ်တယ်နော်ဟိုဘက်အချမ်းမှာလည်းသူတို့ပြောလို့ပြည်သူပိုင်ပါလိမ့်မယ်ဒါပေမဲ့ဘယ်ဘက်အချမ်းကပြည်သူများလဲအဲ့ဒါဖြစ်အဲ့ဒီပြည်သူအများစုကိုကလန်ကောစားလှုပ်ထားတဲ့အတွက်ချက်ချင်းအကျိုးပေးတာနော်ချက်ချင်းအကျိုးပေးတာဟိုဘက်ကဒီအဘဘောဆုံးတွေဆိုတာအဘချီရအရေးရဲ့အဖက်ရဲ့စုတ်ဖို့လောက်ဝတ်တက်တာသူတို့ချီကပြန်ပြီးထုတ်ဖို့ဆိုမတက်ဘူးအဲ့တော့အဲ့ဒါလက်တွေ့ပဲနော်နှစ်ဖက်တည်းရှိတာ ဲ့တော့ဟိုဘက်ကလည်းမငါဘူးဒီဘက်ကလည်းမငါဘူးဟိုဘက်မှလည်းမရဲရအောင်ဒီဘက်ကမှလည်းမရဲရအောင်ဆိုတော့အဲ့ဒါပေါ့ကျွန်တော်ကငုတ်တုံမိတာဟုတ်အဲ့ဒါကျွန်တော်ကကျွန်တော်တို့ဝဲမကရတာကြတော့ဘလို့ခေါ်မလဲကျွန်တော်ကအေးဟိုစားလို့တောက်လို့ရပါတယ်အချို့ကျွန်တော်နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံကိုယ်တွေပေါ့တို့အစည်းအဝေးဝင်နေလို့ဆိုရင်လူရှင်တော်တွေပွဲတွေပါတိတ်မရကြတော့စိတ်မကောင်းတော့ဖြစ်နေတာပေါ့ စိတ်မကောင်းဖြစ်တယ်ဆိုရင်မင်းတို့တွေဒုက္ခမပေးနဲ့ဥယုံလေးဆိုရင်ကျွန်တော်ပြောရမယ်ယုံလေးဆိုရင်တချို့တည်းအမှုပညာရှင်တွေဆိုရင်တို့ကဘဘကောမပါခြင်းဘူးလုံးဝဒီစစ်တက်ကိုအာမပေးဘူးဒါပေမဲ့လို့တို့ပြည်ပြင်းမှာနေနေရတယ်အဲ့ရှိယုံလေးတို့ကဘာလဲလုံလဲဆိုရင်အဲ့ကိုဘလူရဲ့မက်ဘလူရဲ့လာဘာပွဲရှိတယ်တစ်ချက်လိုက်ပါအဘဘမလိုက်လို့ရှိရင်ပြဿနာရှာခံထိမှာနော်ဆိုတော့အဲ့ဒီအမှုပညာရှင်တွေကဒီကောင်တွေပြဿနာရှာတာကိုကြောက်ကြောက်တော့ကုတ်ကုတ်နဲ့ထပြီးတော့ဒီခွေးသားတွေကို မပြုံးကျင်ပဲနဲ့ပြုံးပြရเนาะမမပတ်သက်ခြင်းပဲပတ်သက်ရတဲ့အမှုပညာရှင်တွေအများအများကြီးဒါကျွန်တော်တို့အတိဆုံးကျွတ်တဲ့အမှုပညာရှင်ဆိုဒီခွေးတွေကိုအသေးယွန်းတယ်ဒါပေမဲ့ပြည်တွင်းမှာနေနေတာဖြစ်တဲ့အတွက်ယုံလေးတို့ကောင်မျိုးအဲ့လိုလိုက်လို့တာဒါဒီနေ့ဒိန်းဆောင်တို့ကောင်မျိုးအဲ့လိုလိုက်လို့တာအဲ့လိုယုံလေးတို့ဒိန်းဆောင်တို့ဟာတကယ်ကိုတရားခံကောင်းတယ်နော်ဒီနေ့ဘာတိုင်းရောဘာပွဲရှိတယ်ဘာဝင်ကြီးရဲ့ပွဲဘလို့ပွဲစသဖြင့်အဲ့လိုဟာမျိုးမှာမလိုက်မနေလိုက်ခေါ် မလိုက်ရဲတဲ့ဒူတွေကို မလိုက်ချင်တဲ့ဒူတွေကိုချိန်ချောက်တယ်အဲ့တော့နေတော့မရတော့ဘာလို့ကလဲလိုက်ကဒီကောင်နေရုံမှမှုကဘလောက်တော့ရှိရဲဆိုတာအနုပညာရှင်တွေအတီးဆုံးအနုပညာသမားဆိုတာကတော့အနုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှင်တာအခုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲဘေးပွဲလေးတစ်ပွဲလောက်လိုက်ခဲ့ပါဆိုအဲ့မှာသူတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါထွက်ကမယ်ဆိုရင်အဲ့ဒါမနဲ့ပြန်မနဲ့လောက်ကစားပြီးအဝတ်စားထည့်နေတာ အဲအဲ့လိုပေါ့အနုပညာသမားဆိုတော့အဓိကအနုပညာအလုံးမလုပ်ရတဲ့အတွက်ရင်ထဲမှာတမျိုးပဲအနုပညာသမားကအနုပညာအလုပ်ပဲလုပ်ရမှာလေတက်ဒါနဲ့ဝမ်းစာရှာတာဘူးအဲ့တော့အနုပညာသမားအနုပညာအလုံးမလုပ်ရတော့ရင်ထဲတော့မကောင်းဘူးပေါ့အဲလုပ်တော့လုပ်ချင်တာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဘောနော်အရင်တော့လိုပဲပေါ့အဲသူတိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလဲအလင်းသိရင်ခေါ်ပါဦး နော်ခေါ်ပေးဖို့လည်းတော့ပြောချင်ပါတယ်ကဲခေါ်ပေးလိုက်ကြပါတနာပါနော်အဲ့တော့ဒီအရွယ်တဲကဒီလိုဖြစ်နေပြီစုတောင်းပါနော်မင်းတို့နေတော်လန်ရေးကိုမနိုင်ပါစေနဲ့မင်းတို့စုတောင်းဘာဖြစ်လို့လဲဆိုတော့ဒီတော်လန်ရေးနိုင်ွားတဲ့တနေ့အခုလက်ရှိပြည်သူတွေကိုခြားနေပြီးတော့ဒီစစ်ခွေးခေါင်းဆောင်တွေကို ပရက်နဲ့ရဲ့လုတ်ခဲအဲ့ဒီအမှုပညာတွေအကုန်လုံးဟာကောင်းကောင်းထိမှန်နေပြီမယုံမရှိနဲ့အခု ဒိန်းအောင်စိုးမြတ်သူစားနော်ရန်အောင်တို့အဲ့ဒီတော်လိုင်းနိုင်ဝါတို့နိုင်ငံတော်နဲ့ပတ်သက်တဲ့အခမ်းအနားတွေတကုတ်ကူပွဲတွေမှာစောက်ရှက်မရှိမျက်နှာမြအောင်တိုက်နော်တက်လာကြည့်စွဲထောက်ခံမထင်တိုက်တယ်လို့ပြောဘာဖြစ်လို့လဲခံစားထားရတဲ့ပြည်သူတွေရင်ထဲကနာတိမှုကဘယ်တော့မှပြောက်မှာမဟုတ်ဘူးအဲ့ဒါတေးကြတယ်ဘာဖြစ်လို့လဲဒိန်းအောင်ဒိန်းအောင်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာဖို့အတွက် အညာကပြည်သူတွေဘလောက်အားပေးခဲ့ရလဲရခိုင်ကပြည်သူတွေဘလောက်အားပေးခဲ့ရတနင်္လာရီကပြည်သူတွေဘလောက်အားပေးခဲ့ရနော်ဟိုကရင်နီတို့ရှမ်းတို့ကချင်တို့ဗီဒီယိုရုံတွေမှာအဲ့ဒီဒိန်းဆောင်တွေကောင်ပတ်စံတွေပေးကြည့်ပြီးတော့ရည်ခဲ့ရတာအားပေးခဲ့ရအဲ့ဒါလို့အားပေးတဲ့တနိုင်ငံလုံးပြည်သက်ဖြစ်လာလို့တို့ရဲ့ဒိန်းဆောင်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာတာဒိန်းဆောင်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာဖို့အတွက်သူ ဲ့လင်အဘရဲ့ယောဟိအုံဖွားငါသားဒိန်းတော်ဖြစ်စေလို့မန်းမှုတ်ပေးလိုက်တာမဟုတ်ဘူးအဲ့တော့အနုပညာရှင်တွေဟာသူတို့အနုပညာရှင်ဆိုတဲ့နာမည်တလုံးခိုင်းမာလာဖို့ဆိုတော့သူတို့ရဲ့ဂျေဇူးရှင်ကြီးပြည်သူအားပေးတဲ့ပြည်သူရှိလို့သူ့ရဲ့နာမည်ဖြစ်လာအဲ့ဒါတချို့တဲ့အနုပညာရှင်တွေရှိတယ်ပွဲတော်ကတာပဲဖြစ်ဖြစ်လမ်းကြီးသွားတာပဲဖြစ်ဖြစ်စစ်စေးဂိတ်တွေကိုဖျက်ပြီးစစ်သားတွေရဲတွေတွေ့ပြီးတာမန်လူတွေဆိုရင်စစ်တယ်အခုအနုပညာဓမ္မဖြစ်နေတဲ့အတွက် အခုတဘောပေါ့စစ်တပ်ကတိကကိုဒိန်းအောင်ဝင်လိုက်ပြီကားမှန်ချတယ်အော်ကိုဒိန်းအောင်ဟုတ်ကဲ့တော့ပါခင်ဗျာတော့ပါတော့ပါအဲ့ဒါချမ်းပေးတာကိုအဲ့ဒီအမှုပညာတချို့တဲ့အမှုပညာနဲ့အာဌာနဆိုင်ရာဝင်ထမ်းတွေစိတ်ကောင်းပါတယ်ဘာဖြစ်လို့လဲဇင်းမြစ်ကိုတေးစရာစစ်စစ်ကြည့်ပြီဒီဒိန်းအောင်ဆိုတဲ့နာမည်မို့လို့သူတို့စိတ်ကောင်းပေးတာအဲ့တော့ဒီဒိန်းအောင်ဆိုတဲ့နာမည်ဖြစ်လာဖို့တော့ကသူတို့အဖတွေမမ်းမုတ်ပေးလိုက်တာဒါပြည်သူတွေကပေးထားတာအပီသူတွေကဒီလူကို ဒီအမှုပညာရှင်မားလို့တတ်မှတ်ပြီးတော့စင်ပေါ်တင်ပေးတာလို့ပြည်သူကစင်ပေါ်တင်တာလို့စင်ပေါ်ရောက်နေတဲ့သူဖြစ်လို့အဲ့ဒီဌာနဆိုင်ရာဝန်ထမ်းတွေကယူတင်တာလေးစားတာချစ်ခင်တာအဲ့ဒီပါဝါဒီအဘတွေပေးတဲ့ပါဝါမဟုတ်ဘူးပြည်သူပေးတဲ့ပါဝါအဲ့တော့ထင်ရှားကြော်ကြားတဲ့ celebrity အောင်မြင်တဲ့ celebrity ဖြစ်တယ်ဆိုတာအဲ့ဒီပါဝါဟာဌာနဆိုင်ရာကပေးတဲ့ပါဝါမဟုတ်ဘူးနိုင်ငံအောင်အုပ်ချုပ်တဲ့ကောင်တွေကပေးတဲ့ပါဝါမဟုတ်ဘူးပြည်သူကပေးတဲ့ပါဝါ အဲ့ဒီပြည်သူကဒီပါဝါကိုပေးထားတဲ့အတွက်ဌာနဆိုင်ရာဝန်ထမ်းတွေကခမားတို့ချန့်ပေးတာယူတီပေးတာအရှိဦးစားပေးတာအလေးမြတ်ပေးတာနေရာပေးတာအဲ့ဒါပြည်သူပေးထားတဲ့ပါဝါအော်အခုတကယ်တကယ်ပြည်သူတွေအခုခံရတယ်နော်ပြည်သူအများစုရဲ့စံတန်းဒီဒီစစ်တပ်အာဏာသိမ်းတာကိုကြိုက်လားမကြိုက်ဘူးလားဒီစစ်တပ်ပြည်သူတွေကိုတတ်နေတာကိုလက်ခံလားမခံဘူးလားဟိုကောင်းစင်ဒီကောင်းစင်ရှောက်မငင်းနဲ့အဲ့အဲ့ဒီ နော်တဘာဝကြကြလေးကိုပဲတွေးမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူအများစုဟာလက်ရှိအာဏာသိမ်းထားတာကိုလက်ခံလားမခံဘူးလားကြိုက်လားမကြိုက်ဘူးလားလက်ရှိအုပ်ချုပ်နေတဲ့မင်းအောင်နိုင်တို့အဲ့အဖြေပဲအဲ့တော့ပြည်သူအများစုမကြိုက်တဲ့ကောင်ပြည်သူတွေကိုတတ်နေတဲ့ကောင်နော်ရဲရဲဆက်ဆက်ဘုံကျဲနေတယ်ပဇီးကြီးဖြစ်စဉ်နော်ဟိုတော်ကဘုံတို့ရွာဖြစ်စဉ်ဒီပင်းရင်ဖြစ်စဉ်စစ်တပ်ကတစ်ခေါက်ဘုံကျဲလိုက်ဘလောက်တည်မကွန်နေတယ်မမူမီနေမှာခွေရကနော်ဘာတိုက်ပွဲလည်းမဖြစ်ဘူး လာကျဲွားတဲ့6နှစ်ကနေ12နှစ်အရွယ်ဒီကလေး9ယောက်တည်အဲ့တော့ဘုံတို့ရွာမှာတဲ့စီမင်းတပိတ်လုတ်လို့ဘုံကျဲရတာတဲ့အမဆဲကောင်ဆဲဟာတဲ့ဘယ်မေလုံးကစီမင်းတပိတ်လုတ်ခိုင်းတာလဲဆိုပြီးတော့ okay နော်အဲ့ဒါဆိုရင်ဒီမွန်ပြည်နယ်မှာကြာတော့ဗာစီမင်းပိတ်ရမို့ဗာတိုက်ပွဲမှမဖြစ်ဘူးလားဘုံကျဲွားတယ်အဲ့တော့စီမင်းတပိတ်လုတ်လို့ဘုံကျဲတာလားတနိုင်ငံလုံးဘုံပတ်ကျဲနေလို့ကျဲတာ ေးတနိုင်ငံတော်ဘုံမှန်ကျပြီတနိုင်ငံတော်သေးနေတဲ့ဟာစီမီးတပိတ်လောက်တဲ့နေအောင်ကျဲကန်ထီးမှစီမီးတပိတ်လောက်တဲ့သူကိုစောက်ပြစ်သွားပြောမယ်ဆိုတော့မင်းတို့ရဲ့စောက်အောင်နောက်ကတာဇန်ထဲတော်နေညနေတဲ့ကောင်လေးဆင့်ပြောပါပြီရှင်းရှင်းလေးပဲလားဟုတ်တယ်နော်စီမီးတပိတ်ထုံးတဲ့တနေရာတဲကိုကျဲလို့ဘယ်မင်းလုံးဝစီမီးတပိတ်ထုံးတာကိုခိုင်းတာလဲကွာလို့ထပ်ပြောရင်ဖြစ်လက်ခံပေးတယ်မင်းတို့မဲအမဲလီတွေကစီမီးတပိတ်ထုံးတဲ့တနေရာတဲကိုကျဲတာလား မြမတနိုင်ငံလုံးအနှံ့တွေ့တဲ့နေရာရှောက်ကျဲနေတာလားဟမ်အဲ့တော့စီမီတပိတ်ထုံးလို့လူတရတာလားစစ်တပ်ကဘုံကျဲလို့လူတရတာလားရှင်းရှင်းလင်းလင်းလေးပါနော်အဲ့ဒီရှင်းလင်းနေတဲ့ဟာကိုလီးလို့လို့ပို့လို့လို့စကားတွေနဲ့ခွေးကြိုက်လိုက်ပြောနေတဲ့ကိုလို့လို့တုလို့လို့ဘက်ကဟာတွေယုံစရာကြီးပဲကုန်တော့အဲ့တော့တတိုင်းပြည်လုံးဒီလောက်တက်ပြတ်နေတဲ့ကောင်တွေအကုန်လုံးကိုနော်တခွန်းမပြောရဲပဲနဲ့ ကိုဘက်ကလူတွေကိုစောက်ပြစ်မရှိစောက်ပြစ်ရှာအပြစ်လို့လိုက်ပြောနေတဲ့ကောင်တွေဟာကျင်းနေတယ်အဲ့ကောင်တွေကဘယ်နေရာမှာစောက်သုံးကြတဲ့ကောင်လည်းမဟုတ်ဘူးဘယ်တော့မှလည်းလူဖြစ်တဲ့ကောင်တွေမဟုတ်ဘူးရှင်းချင်းလေးတော်လိုင်းရင်မှာနှစ်ခုပဲရှိတယ်လုံနိုင်တာလုံနိုင်လို့မလုံနိုင်ဘူးလားစောက်ပေါက်ပိတ်ပြီးထိုင်းနေမင်းတို့စောက်ပေါက်ပြီးပြောချင်တော်လိုင်းပြီးမှပြောမင်းတို့စုထားမှဒေတာတွေဘယ်ကောင်ကဘယ်ရာဇဝတ်မှုကိုကျူးလို့နေဘယ်ကောင်ကဘယ်ဟာကိုကျူးလို့နေပြီးွားရင်မင်းတို့စော့ မင်းတို့မဲ့လင်းရို့ဘေးနားမှာငုတ်တုတ်ထားပြီးရောက်ဖတ်ကြဲဥတိုက်သလိုကိုအချင်းချင်းပြန်ပြောတဲ့ကိစ္စတွေဟာဘာဖြစ်လာလဲစဉ်းစားကြည့်လူမှန်စဉ်းစားလို့တိပါတယ်နော်အဲ့တော့ဒါမှပြောရင်းနဲ့ပြောအခုဒိန်းတောင်တို့ဟုတ်တယ်တော်လိုင်းမပြီးသေးဘူးဒီရက်တံကိုခန်းနေရဝိုင်းကော့ဆိုတာအဲ့ဒါပဲနော်အဲ့တော့ကျွန်တော်တို့တွေကဒီကာလဟာပါဇက်နဲ့ပြောတဲ့ကာလမဟုတ်တော့ဘူးလက်တွေ့ကြကြကျွန်တော်လှုပ်ပြနိုင်ဖို့လိုတယ်နော် ကိုစိုက်တဲ့အပင်ကတီးတဲ့အတီးတော့ကိုပြန်ရိတ်သိမ်းရမှာပဲတော်လန်ရေးဘက်မှာဒီဇိုင်းမက်မက်ပါဝင်ခဲ့တဲ့အမှုပညာရှင်တယောက်တော်လန်ရေးမှာအတက်ပါပေးပြီးပါဝင်ခဲ့တဲ့အမှုပညာရှင်တယောက်တော်လန်ပြည်သူနဲ့တံတားတဲ့ရက်တီးပြီးတော့ခွေးနဲ့မပေါင်းမဲ့နေခဲ့တဲ့အမှုပညာရှင်တယောက်ဒီပြည်သူတွေကိုချမ်းနင်းတက်ပြတ်နေတဲ့ကောင်းနေတဲ့ပလူပလဲလုတ်ပြပြီးပွဲလန်းတက်နေတဲ့အောက်တန်းစားအမှုပညာတဲ့တွေအချိန်တိုင်းဖားတဲ့ငါပွဲဝါမှာနော် အဲ့ချိန်ကျမှငိုပြလို့ပြည်သူကမတနာဘူးဘာဖြစ်လို့လဲငါတို့ပြည်သူစတဲ့ထားတဲ့အတက်ပေါင်းမှာရည်မတွက်နိုင်တော့ဘူးเนาะအဲ့တော့ဒိန်းတော်လားမယုံစောက်ကြည့်လိုက်ကြည့်လိုက်เนาะကြည့်လိုက်ပါဘလို့ဘဝရောက်မလဲကြည့်လိုက်အချိန်တိုင်းတိလိုက်လောလောဆယ်တော့ဘာဖြစ်နေပြီသူတို့သူတို့အံပေးတဲ့အဘွက်ကအာနာသိမ်းထားတာဟမ်နိုင်ငံကိုသူတို့အာနာသိမ်းထားတာသူတို့အုပ်ချုပ်ထားတာပြန်ပြန်ထားနေရမှာမဟုတ်ဘူးလားဟမ်ဟုတ်တယ်လေ ငါတို့တော်လိုင်းကြီးနိုင်ထားမှဆိုရင်တော်လိုင်းဘက်ကလူတွေဘယ်ပြင်းပြင်းထားပြီပေါ့အခုအခုလည်းသူတို့တိုင်းတိုင်းကြီးကိုအာနာသိမ်းထားတာလေနော်သူတို့အုပ်ချုပ်ထားတာလေအခုတော့ထွက်ကြီးပြားနေတာအဲ့လာမမပူနဲ့နော်အခုထက်ထက်ထုံထုံရှိသေးတယ်နောက်နေ့မှဒီတော်လိုင်းကြီးကလေတကယ်တော့ကောင်းတယ်ဗျငားနဲ့ဖာကွဲသွားတာနော်ဘယ်ဟာတွေကအတုရောင်နေတဲ့လက်နက်ကင်မှာဆလဲဘယ်လက်နက်ကင်တွေကကိုဂျိုးစီးပွားစောက်ပင်းချဖို့လက်နက်ကိုကင်တာလဲနော်ကိုဂျိုးစီးပွားစောက်ပင်းချဖို့အောက်တန်းစားလက်နက်ကင်နဲ့ တကယ်လူပြည်သူလွတ်မြောက်ရေးအတွက်ကင်နဲ့အထက်တန်းစားတော်နိုင်ဓမ္မကောင်လက်နှက်ကင်နှစ်ခုကွဲသွားတယ်နော်ရှင်းသွားတယ်နိုင်ငံရေးဓမ္မဆိုတဲ့လိုပဲဘယ်သူကတော့အောက်တန်းစားနိုင်ငံရေးဓမ္မလဲဘယ်သူကတော့တည်သူမျက်နှာကိုကြည့်တဲ့နိုင်ငံရေးကွဲသွားတယ်ရှင်းရှင်းလေးတော်နိုင်ရေးဓမ္မဆိုတဲ့လိုပဲဘယ်တော်နိုင်ရေးဓမ္မကတော့တော်နိုင်ရေးကိုအောင်မြင်စေခြင်းနဲ့စိတ်နဲ့တော်နိုင်ဒါလေအနုပညာဓမ္မတွေဆိုတဲ့လိုပဲဘယ်အနုပညာရှင်ကတော့ ပြည်သူနဲ့ရက်တည်တဲ့အထက်တန်းစားအမှုပညာရှင်လဲဘယ်အမှုပညာတွေကတော့အောက်တန်းစားအမှုပညာတွေလဲအကုန်အကုန်တကန်လိုက်တကန်လိုက်ကွဲကုန်လားနော်ရှင်ချင်းလေးပဲအဲ့ဒီဒီပွဲကိုလွန်မြောက်တဲ့အချိန်ကျရင်အဲ့ဒီမှာလေကောင်းကောင်းရုပ်ရှင်ကားတစ်ခုလို့အဲတိုက်တန်းနဲ့နစ်ခံနေကြရင်ဖြစ်နေကြမှာလို့ ဟိုအပူတွေဝင်ဖြစ်ပြီးတော့အေးချမ်းတဲ့လူကအေးချမ်းတယ်အဲအဲ့ဒီပုံစံမျိုးအဲ့ဒီဒီတော်လိုင်းအလွန်ကာလမှာအဲ့လိုအဲ့ချိန်ကြီးဘာမှတို့လုပ်လို့မရတော့ဟမ်အိုက်တန်နေကြီးကဘာဖြစ်လဲခါချိုးပြီဟမ်တမုတ်ဒီအောက်ထဲကိုနစ်ပြီနစ်ပြီနစ်ပြီဟောတေချာလှေရှိတဲ့လူတွေကလေပေါ်ရောက်နေပြီအဲ့ဒါလိုဖြစ်မှာနော်ဒါကြောင့်မို့လို့ဒိန်းတောင်ဖြစ်နေတာလေးကိုမတနာကြဘူးလားမိတာပါနော်အဲ့တော့ဒါလေးကိုတစ်ယောက်တစ်ခွန်းလေးမှတ်ပေးပါဗလားဒိန်းတောင်ကိုဘယ်လောက်ဖြစ်ကြလဲသိရှင်လို့ပါမတနာကြဘူးလား